ဘုရားစွမ်းအားဉာဏ်ဆယ်ပါးတဲ့ပါဠိစာပေမှာတထာဂတပလဆိုတဲ့အမည်နဲ့ရသော်ဘုရားရဲ့ညာနာပလလို့ခေါ်တဲ့ဉာဏ်စွမ်းအား10မျိုးကိုရှင်းလင်းဟောကြားထားတာရှိတယ်အလုံးပရဝတဝင်သူတော်စင်တွေ ချင်းညိုကိုးကွယ်ကြတဲ့မြတ်စွာဘုရားမှာကာယပလလို့ခေါ်တဲ့ခန္ဓာကိုယ်ရဲ့အင်အားနဲ့ဉာဏပလလို့ခေါ်တဲ့အတိညာရဲ့စွမ်းအားဟာသူမတူအောင်ချီးမားတယ်ပေါ့အဲ့ဒီထဲမှာဉာဏပလလို့ခေါ်တဲ့ဉာဏ်ရဲ့စွမ်းအားအင်တမတ် ထက်မြက်လို့မြတ်စွာဘုရားသခင်ကိုရောင်မြတ်နဲ့တွေ့ကြုံကြရလို့တရားဓမ္မနာယူလိုက်ကြတဲ့ပုဂ္ဂိုလ်တွေဟာလောလောကူကူညံ့ညံဆန်းဆန်းနဲ့အကျွတ်တရားကိုရရှိသွားနိုင်ကြတယ်မြတ်စွာဘုရားရဲ့ဉာဏ်တော်ရဲ့အထောက်အကူပြုမှုဟာအမတန်မှကြီးကျယ်တယ်လို့ပြောရမယ်မြတ်စွာဘုရားရဲ့တရားကိုနာလိုက်ရလို့ လွယ်ကူမှုရှိပေမဲ့အခြားအခြားပုဂ္ဂိုလ်များရဲ့တရားကိုနာယူတဲ့အခါမှာအဲ့ဒါတော့လွယ်ကူမှုမရှိဘူးဆိုတာတသက်တည်းသက်ကာယတာရကအထောက်ဓာတ်တွေရှိတယ်ပေါ့ဆိုပါစို့ສຸລະປັນທະກະဆိုတဲ့ຍານတော်လေးဟာဘဝဝကြွေးလဲပါတယ် သာသနာပေါင်းဝင်ရောက်ပြီးတော့ယဟန်ဖြစ်လာတဲ့အချိန်မှာသူရဲ့အသိဉာဏ်လေးဟာအမတန်မှလေးလံထိုင်မှိုင်းသွားတယ်လေးလံထိုင်မှိုင်းသွားသည့်အတွက်ကြောင့်ကာထာလေးတစ်ပုဒ်ကိုလေးလကျက်ထားတောင်းနောက်တစ်ပိုက်ပြောင်းလိုက်ရင်ရှေ့ပိုက်ကပျောက်သွားပြီးတော့ ကာရလေးတစ်ပုဒ်ကိုလေးလကြက်ထံမရနိုင်ဘူးမရနိုင်သေးတဲ့အတွက်ကြောင့်သူ့ရဲ့နောင်တော်ကသာသနာတော်နဲ့မတန်မှုအိမ်ပြန်တော့လို့ခိုင်းလိုက်တဲ့အချိန်မှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကသူ့ရဲ့အသီးဉာဏ်တကားကိုဘယ်လိုဖွင့်ပေးရမလဲဆိုတာမြတ်စွာဘုရားကသိသူ့ရဲ့နောင်တော်မဟာပန္တကလို့ဆိုတဲ့ ရဟန္တာကြီးကတဉ္ဉံမရှိဘူးမရှိသည့်အတွက်ကြောင့်သူညီတော်သာသနာတော်နဲ့မတန်ဘူးအိမ်ပြန်ခိုင်းပြီမဲ့လို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဘလို့ဉာဏ်ကြီးဉာဏ်သွေးတွေတက်လာအောင်လုပ်ရမယ်ဆိုတာသိရှိတော်မူတဲ့အတွက်ကြောင့်တကောတော်နဲ့ဖန်ဆင်းထားတဲ့ပွားပိုင်းလေးပေးပြီးအဲ့ဒီပွားပိုင်းလေးကိုဩရတကတိုင်းရှုစီပြီးတဲ့အခါမှာ စရုဒ္ဓဇံနေရရှိပြီးတဲ့နောက်ဝိပဿနာတို့ကုပြောင်းခြင်းဖြင့်ရှင်စုလဘဟာတခဏလေးအတွင်းမှာပဲဉာဏ်ဉာဏ်သေးတွေထက်ထက်မြင့်မြင့်နဲ့တက်ပြီးတော့မယ်လေးပါးဖိုလေးပါးမျက်မှောက်ပြုပြီးတော့ယန္တာဖြစ်သွားတယ်လေဒါမြတ်စွာဘုရားရဲ့ဉာဏ်တော်ဆိုတာအမှန်တမ်းမှ စွမ်းပကားကြီးမားတယ်ပေါ့ ပြီးတော့အလုံးသိကြတဲ့အတိုင်းသွန်နာကာရပုဒ္ဒရွှေပရိန်သေးသားယဟန်တော်လေးရှင်သာရိပုတ္တရာမထေရမြတ်ထံရဟန်းခံပြီးတော့ယဟန်းဘုရားရောက်လာအဲ့ဒီယဟန်တော်လေးကိုလေရှင်သာရိပုတ္တရာကသူ့အမြင်မှာတော့လူငယ်လူရွယ်တွေဆိုတာအလှအပကိုမမောတတ်တယ်ဒါကြောင့်မို့အလှအပမမောတဲ့ ရာဂတွေမဖြစ်ဖို့ဆိုပြီးတော့အလှပကိုမမောတဲ့တွေ့တာတဲ့တဏှာကိုနှိမ်ဖို့ဆိုပြီးတော့အတုပကမ္မထံပေးတယ်။သူလည်းပဲလေးလကြာလောက်အောင်တရားဓမ္မအာထုတ်တော်လည်းပဲတမာတိတောင်မရနိုင်မယ်နဲ့ဖြစ်တယ်။မြတ်စွာဘုရားစီရောက်သွားတဲ့အခါကျတော့သူ့ရဲ့ဘဝစကြောင်းကိုမြတ်စွာဘုရားက ပြန်ပြောင်းဆင်ញင်သုံးသပ်လိုက်တဲ့အခါဒီပုဂ္ဂိုလ်နဲ့အတုဝကမ္မထာနဲ့မတန်ဘူးဘာဖြစ်လို့လဲသူကအမြဲတမ်းအလှအပစိတ်ဝင်စားနေတဲ့ပုဂ္ဂိုလ်မလမပယွန်းစရာတွေကိုကြည့်နေရရင်သူဘယ်တော့မှစိတ်ဝင်စားမှာမဟုတ်ဘူးဆိုပြီးအမတန်လှပတဲ့ဂျာပန်ကြီးတစ်ခုကိုဖန်ဆင်းပေးလိုက်တာအဲ့ဒီဂျာပန်ကြီးရဲ့ဂျာပန်ကြီးရဲ့အသွင်ကိုအယောင်အဆင်း လောဟိတကတိုင်းကို ရှုပွားရင်းကနေပြီးတော့စိတ်တွေတည်ငြိမ်ပြီးတော့နောက်ဆုံးမှအဲဒီဇာဘန်းကြီးရဲ့ပြောင်းလဲပျက်စီးသွားတဲ့အနေဆသဘောတွေကို ရှုမြင်သုံးသပ်ခါဝိပဿနာသို့ကူးပြောင်းပြီးတော့သူလည်းတစ်ခဏအတွင်းမှာပဲရဟန္တာပုဂ္ဂိုလ်ဖြစ်သွားတယ်။ဟောမြတ်စွာဘုရားကဒါဉာဏ်ဉာဏ်သွေးဟာဘုရားရဲ့ဉာဏ်တော်ဟာသူမတူအောင်ထက်မြက်တာမို့ တန်တဲ့ပုဂ္ဂိုလ်တွေနဲ့ရှင်လို့မရဘူးဆိုတာအမတန်မှဘုန်းကြီးတို့တွေသိရှိပြီးတော့ကြီးညိုကြရမှာပေါ့နော်စာပေကျမ်းကမှာတထာဂတပလလို့သုံးတယ်တထာဂတဆိုတာမြတ်စွာဘုရားကိုရည်ညွှန်းတဲ့စကလုံးတစ်ခုပဲထေရဝါဒဗုဒ္ဓသာသနာမှာတော့တထာဂတလည်းသုံးတာပဲ သမ္မာသမ္ဗုဒ္ဓလည်းသုံးတာပဲဗုဒ္ဓလည်းသုံးတာပဲသို့သောအထူးအားဖြင့်မဟာယာနကျမ်းစာတွေမှာဆိုရင်တထာဂတဆိုတဲ့အသုံးကိုတော်တော်များများသုံးတာတွေ့ရတထာဂတဆိုတာအရိယမျိုးမျိုးဖွင့်ဆိုထားတာရှိတယ်တထာဂတအရိယတစ်ခုကမနေ့တိုင်းပြောတတ်သူလို့အဓိပ္ပာယ်ရ မှန်တဲ့စကားကိုပြောတတ်သူသို့မဟုတ်အမှန်တရားကိုဟောကြားတတ်သူလို့အဓိပ္ပာယ်ရနောက်အဓိပ္ပာယ်တစ်ခုကတော့တထာအဂတလို့ပုတ်ဖြတ်ပြီးတော့ရှေးကဖျားပြီးတရှိလာတဲ့လမ်းကြောင်းအတိုင်းအဲ့ဒီကကျင့်လာတဲ့ကျင့်စဉ်တွေအတိုင်းကျင့်ပြီးတော့ဖျားဖြစ်ဖြစ်လာသူလို့ဒီလိုအဓိပ္ပာယ်လည်းရတယ်နောက်တစ်ခုကပါလဲလို့ဆိုရင်ယထာဝါဒီတထာဂါရီ ပြောတဲ့တိုင်လှုပ်တယ်လှုပ်တဲ့တိုင်ပြောတယ်ဆိုတဲ့အတိတ်ပဲနဲ့လဲတထာဂတဆိုတဲ့အတိတ်ပဲသုံးတယ်နောက်တစ်ခုကဟောသမျှတရားတွေဟာဘယ်တော့မှမမှားဘူးအလုံးဟာအမှန်ကြီးပဲမှားရတဲ့တရားဆိုတာတခုတလေမှမရှိဘူးဆိုတဲ့အတိတ်ပဲနဲ့လဲတထာဂတဆိုတဲ့အတိတ်ပဲကိုသုံးတယ်ပေါ့မြတ်စွာဘုရားကသူ့ကိုယ်သူရည်ညွှန်းတဲ့အခါမှာတခါတရံကြတော့အဟံငါဆိုတဲ့စကားလုံးကိုသုံးမိမယ်လို့ ဒါတော့မြန်မြန်နေရာတွေမှာတထာကတော်တထာကတော်ဆိုတဲ့သကလုံးကိုသုံးလို့ရှိတယ်။သူကသူကိုယဉ်ညွန့်ပြီးတဲ့အခါမှာတထာကတကဆိုတဲ့အတိတ်ပဲသုံး။ဒါသာဝေကျမ်းကမှသုံးပုံနဲ့ပတ်သက်ပြီးတော့မှတ်သားစရာလေးတစ်ခုပေါ့။အခုဘုရားဆွမ်းအာညံဆယ်ပါးကိုသာဝေကျမ်းကမှတထာကတဗလဆိုတဲ့အမည်နဲ့ခွင့်ဆိုထားတယ်။ နိစိမနိကေမဟာတိဟနာရတုတ်မှလည်းပါတယ်။အင်္ဂုတ္တရနိကေမဟာတိဟနာရမှလည်းပါတယ်။တရဂဒဗလာကိုအသေးစိတ်ရှင်းပြထားတဲ့အသေးစိတ်ဖွင့်ဆိုရှင်းပြထားတာတော့အဘိဓမ္မာခုနှစ်ကျမ်းထဲမှာအပါဝင်ဖြစ်တဲ့ဝိဘင်္ဂကျမ်းမြတ်မပြေမှာတော့ဝိဘင်္ဂကျမ်းလို့ခေါ်တယ်။အဲ့ဒီ ဝိပင်ကကျမ်းထဲမှာလည်းပဲညာနကထာဆိုတဲ့နေရာမှာညာနဝိပင်ကဆိုတဲ့နေရာမှာဟောဒီတထာဂတဗလဘုရားဆံအာညာဆယ်ပါးကိုအသေးစိတ်ဖွင့်ဆိုပြီးတော့ရေးသားဖော်ပြထားတယ်။ဘုန်းကြီးတို့ဒီကနေ့အဲ့ဒီဆံရဆံရကျမ်းဂန်တွေနဲ့ဆံရဆံရကျမ်းစာတွေမှာလာတဲ့ အဖွင့်တကရာတွေကိုကြီးရှုပြီးတော့အနှစ်သာရထုတ်ပြီးတော့နားလည်အောင်သိရှိကြည်ညိုကြရအောင်ဒါကိုခေါ်ဖို့ရှိဝဲလားဒါကြောင့်မို့တထာဂတပလကိုပဲဘုရားစွမ်းအားညံဆဲပါလို့တထာဂတပလဆိုတာဘုရားစွမ်းအားပဲဘုရားစွမ်းအားဆိုတာ ကာယပလနဲ့ကွဲပြားခြားနာစီလို၍ဉာဏ်ဆယ်ပါလို့တလုံးမှတ်သားကြရအောင်အဲ့ဒီဉာဏ်ဤဉာဏ်တို့ဤဟာသူမတူအောင်မြတ်စွာဘုရားမှာဉာဏ်ဟာတမျိုးတည်းမရှိဘူးတမျိုးတည်းမကဘူးအခုလို့10မျိုးတောင်ဒါ10မျိုးဆိုတာတထာဂတဗလအနေနဲ့10မျိုးပြောတာ